နောက်လေချောင်းလိုင်းတွေလည်းနိုင်ငံတကာလေချောင်းလိုင်းတွေလည်းတိုက်ရိုက်ပြန်သားရမယ်ပြီးနိုင်ငံတကာဟိုတယ်ချိန်းတွေလည်းရှိရမယ်ပေါ့တခါလေကြိုက်မြန်မာလို့ပြောလို့ရှိရင်မြန်မာပြည်မှာဒီလိုအကြမ်းဖက်မှုတွေဖြစ်ပွားနေတယ်ဆိုလာရမယ့်လူကကြောက်နေတာပေါ့နော်အဲသို့တော်လည်းနာမည်ကြီးစီဒိုနာလို့ဟီလ်တန်လို့အဲစသဖြင့်ပေါ့နော်အော်ဒီလိုဟိုတယ်ချိန်းကြီးတွေတောင်ရှိတယ်ပေါ့နော်ဆူလီရှန်ဂရီလာလို့မျိုးရှန်ဂရီလာဟိုတယ်ချိန်းတွေရှိတယ်ကဘာပေါ့နော်နာမည်ကြီးတဲ့ပတ်ဂရိုင်ယာဟိုတယ်လို့စသဖြင့်ပေါ့ အစသဖြင့်ပေါ့မယ်ရီရောရှိမယ်အစသဖြင့်ပေါ့နိုင်ငံနိုင်ငံတကာအတိအမှတ်ပြုထားတဲ့ဟိုတယ်တွေရှိတယ်ဆိုတော့အော်ဒီလိုဟိုတယ်တွေမှာတဲခုံရင်တော့လုံခြုံမှာပဲဆိုပြီးတော့မှအဲဒီလိုမျိုးတွေလည်းเออเอ่อโลอัพอ่ะตาဖြစ်ပါတယ်ရှင်ဒီနိုင်ငံတကာဟိုတယ်တွေရှိလို့လာရောက်တာပေါ့เนาะနိုင်ငံတကာလေချောင်းလိုင်းတွေရှိလို့လာရောက်တာပေါ့เนาะဒါတွေလည်းအရေးကြီးတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီ secondary destination ဆိုတာပေါ့เนาะဒီတရုတ်ပြည်ကနေအဲတရုတ်ပြည်လာလည်ရင်းနဲ့တရုတ်နယ်စပ်ကနေကျွန်တော်တို့စီဝင်လာတာ အထိုင်းနယ်စပ်ကနေကျမတို့စီဝင်လာတာပေါ့နော်ဒါလေးတွေလည်းအရေးကြီးပါတယ်နော်အဲ့ဒါကြောင့်မလို့နော်ဟိုအရေးကြီးတာတော့တန့်ရှင်းရေးပြဿနာပေါ့နော်ကျမတို့ကတန့်စင်ခန်းနေအလုံလောက်ရှိရမယ် public toilet တွေပေါ့နော်ဟိုအမေရိကသွားလို့ရှိရင်ဒီကားမောင်းကျင်တဲ့လူကဒီကားကိုကားကိုငှားပြီးတော့မှသူကထားပါတော့အဲထားပါတော့တမျိုးကနေတမျိုးသွားတယ်ဆိုလို့ရှိရင်ကားကိုဒီငှားခဲ့တဲ့မြို့မှာပြန်ပြီးတော့မှပြန်အပ်เสียမလို့ အဲသူကကားကားငားတဲ့ chain နေရှိတာပေါ့နော်ဥမာထားပါတော့ဟို LA ကနေ San Diego ကို မောင်းမယ်ဆိုလို့ရှိရင်အဲ LA ကနေကားငားသွားလိုက် San Diego မှာအဲ့ကားကိုသွားအပ်လိုက်လို့ရတယ် ော့နော်။တော့အဲ့လိုသဘောလေးအဲ့လေအထိပြန်ပြီးကားလာအဆရာမလို့ပေါ့။ကားကိုကားမောင်းလို့ရတယ်။ကိုယ်တိုင်ကားမောင်းပြီးသွားကျင်တဲ့နေရာရှောက်သွားလို့ရအောင်ပေါ့နော်။ကားငားတဲ့လုပ်ငန်းတွေဒါတွေလည်းအရေးကြီးပါတယ်ရှင်။နောက်တန့်ရှင်းရေးပေါ့နော်။တန့်ရှင်းရေးပြဿနာတန့်စင်ကန်းတွေအလုံးလောက်ရှိရမယ်။အဲပြီးလို့ရှင်ဒီကားတွေနဲ့သွားတယ်ဆိုရင်ဒီဒီဓာတ်စီဖြည့်တဲ့နေရာတွေမှာအခုတော့တဖြည်းဖြည်းတော့ရှိလာပါရှင်ဒီဓာတ်စီအဲဓာတ်စီပမ့်နေမှာပေါ့နော်ဓာတ်စီဆိုင်နေမှာ အဲကျွန်တော်တို့ဘာရှိလဲဆိုရင်တန့်စင်ခန်းတွေရှိတယ်ပြီးလို့ရှိရင်မီနီမတ်တွေရှိတယ်နောက်နောက်ပိုင်းဆိုလို့ရှိရင် EV တွေနဲ့သွားရင် EV ချာဂျင်သွေးမယ်55မိနစ်ကြာမယ်ဆိုရင်အဲကျွန်တော်တို့လက်သေးချီသေးလောက်တာတို့လို့စသဖြင့်ပေါ့နော်သပင်ဆေးဆိုးတာတို့လို့အနှိတ်အနှိတ်ခံတာတို့လို့စသဖြင့်ပေါ့နော်ခီးသွိုင်းနဲ့အပန်းဖြေတဲ့အလုပ်တွေပေါ့နော်ဒါတွေလုပ်လို့ရတယ် ရှိဟိုဟာပေါ့နော်ကျမတို့မှာတန့်စင်ခန်းနေအလုံလောက်ရှိဖို့လိုတယ်ဒီတန့်စင်ခန်းနေကတကယ်ကိုတန့်စင်နေဖို့လိုတယ်နော်ကျမတို့မြန်မာတွေပေါ့နော်ဒီအမိုက်တွေစီကန်းရှိရှိပြစ်ဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်စီပင်ကလည်းဒီအမိုက်တွေကိုစနစ်တကျသိမ်းဖို့လိုတာပေါ့ရှင်ဆိုလို့ရှိရင်ကျမတို့ကကိုဗစ်မတိုင်ငယ်တုန်းကတော့ကျမတို့ပြည်တွင်းခီးသွွားလုပ်ငန်းကပြည်တွင်းခီးသွွားအရေအတွက်ကဟို၅သန်းလောက်ပဲရှိပါတယ်ရှင် ဒါပေမဲ့ကိုဗစ်ပြီးသွားတဲ့နောက်ပိုင်းမှာ2024ခုနှစ်မှာဆယ်သန်းအောင်ရှိတယ်ပေါ့နော်။ပြည်တွင်းခီးသွားတွေတော့တိုးတက်နေပါတယ်။သို့တော်လည်းဘာဖြစ်နေလဲဆိုရင်ဒီအမိုက်တွေအများများနေတာပေါ့နော်။ဆိုလို့ရှိရင်ခီးသွားတွေကပြည်တွင်းခီးသွားတွေကရောက်တဲ့အရာမှာအမိုက်တွေကိုစီးမရှိကမ်းမရှိလမ်းမှာပစ်တယ်ဆိုလို့ရှိရင်ဥမာထားပါတော့အရန်ကုန်ကနေနေပြီးတော့သွားပြီးမာရဝီဆရာကြီးဖူးမယ်။အဖူးမယ်ဆိုလို့ရှိရင်ရန်ကုန်ကလူကလမ်းမှာပေါ့နော်။လမ်းမှာအမိုက်ပစ်ခဲ့တယ်ဆိုလမ်းမှာစီပင် စီပင်ဆိုတဲ့အဖွဲ့အစည်းမရှိဘူးအမိုက်ကောက်တိုင်နိုင်တဲ့အဖွဲ့အစည်းမရှိဘူးပေါ့နော်ဆိုလို့ရှိရင်လမ်းကဒီရန်ကုန်ကနေနေပြီးတော့သွားမယ်မိုက်200ရှိတယ်အဲ့မိုက်200လုံးမှာလူတွေကအပြစ်ရှင်တဲ့နေရာရှောက်ပစ်ခဲ့တယ်ဆိုအမိုက်ကဟိုနားတစုဒီနားတစုနဲ့ဒါတွေကိုလိုက်ကောက်ဖို့ဟာအဲဒီမတက်နိုင်ပါဘူးရှင်အဲ့ဒါကြောင့်မို့ကျမတို့အမိုက်ကိုအမိုက်ပြရမယ့်နေရာအမိုက်ပုံရှိတဲ့နေရာမှာပဲပြစ်ဖို့ပေါ့နော်ပြီးလို့ရှင်စီပင်ကလည်းဒီအမိုက်ပုံတွေကိုတေချာသိမ်းဖို့ပေါ့နော်သိမ်းပြီးတော့မှအမိုက်ကိုမီးရှို့မှလာမြေမြုပ်မှလာစသဖြင့်ပေါ့နော်ဒါဒီအမိုက်ကနေပြီးတော့မှကျမတို့ ဟိုလျှက်စစ်တားအထုတ်တာတွေလည်းရှိပါတယ်သို့တော်လည်းဒီအမိုက်တွေခွဲခြားပြီးပြစ်ပြီးတော့မှအဲဒီလျှက်စစ်တားအထုတ်ဖို့လို့အတွက်အမိုက်ကတည်တံ့ဖြစ်ပါတယ်ရှင့် ော်အဲ့ဒါကြောင့်အမိုက်တွေခွဲခြားပစ်တာပေါ့နော်ဒီ recycle လုပ်လို့ရတာနော် 3R ပေါ့နော် 3R ဆိုတာအာ reuse ပေါ့ပြန်သုံးတာဒီတစ်ခါသုံးမဟုတ်ဘဲနဲ့ဒါကိုပြန်ပြန်သုံးတာနောက်တစ်ခုက reduce ပေါ့နော်လျှော့ပြီးသုံးတာ plastic အမိုက်တွေလျှော့ပြီးသုံးတာပြီးလို့ရှိရင် recycle ဆိုတာတော့ဒါကိုတခြားပုံစံနဲ့ပြန်ပြန်ပြီးတော့မှပုံစံပြောင်းပြီးသုံးတာပေါ့နော်အဲ့လိုမျိုးဟိုသဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်နဲ့ဟိုဟာပေါ့နော်အသိပညာတွေလည်းကျမတို့မြန်မာပြည်သူလူထုမှာရှိဖို့လိုအပ်နေတာဖြစ်ပါတယ်ရှင့်။နော်အဲ့ဒါကြောင့်မို့ကျမတို့အခုချိန်မှာတော့ ပြည်တွင်းခရီးသွားလုပ်ငန်းတော့တိုးတက်မှုရှိတယ်နိုင်ငံတကာလာကြတဲ့ business trip ကလဲရှား trip ကနည်းနေတာဖြစ်ပါတယ်တော့ဒါတွေဒါတွေအတွက်ကိုကျမတို့မှာအခြေခံကောင်းတွေအများကြီးရှိပါတယ် အဲသို့တော်လဲပေါ့နော်အခုထက်တိမလာသေးတာတော့ကျမတို့မှငိမငိမ်းချမ်းတဲ့တိုင်းပြည်တော့ပြည်တွင်းလက်နက်ခိုင်ပရိခတ်ဘက်ခရှိနေတဲ့တိုင်းပြည်အဲပြီးလို့ရှင်တပြည်သူလူထုတဲမှာကိုမြို့ပေါ်မှာကိုအကျန်းဖက်လုံရတည်နဲ့လုံခြုံရေးအရာစိုးရင်ရတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ဟိုနိုင်ငံတကာခီးသွားတွေမလာကြင်တာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့ကျမတို့မြန်မာလူမျိုးတွေဟာယဉ်ကျေးတယ်၊တိမ်မွေ့တယ်၊ပြူငါတယ်၊မြမအစားအသောက်တရားတန့်ရှင်းလက်ဆက်တယ်။တော့စားရတာအရသာရှိတယ်။ပြီးလို့ရှင်တိုင်းရင်းသားအစားအသောက်မျိုးစုံပေါ့နော်။ ရှိတယ်။ဒါတွေကိုကျမတို့နိုင်ငံတကာကိုထုတ်ပြဖို့ဆိုလို့ရှိရင်ကျမတို့ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ပေါ့နော်ဒီ tourism ဖြစ်ဖို့ပေါ့နော်အရေးကြီးပါတယ်ရှင်။ ။နောက်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ကျမလည်းဒီဟိုတယ်ခီးဝန်ကြီးဌာနမှာတနစ်ခွဲတာဝန်ယူဘူးတာပေါ့နော်။တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့အခါကျတော့အဲကျမတို့မြန်မာနိုင်ငံမှာမြန်မာခီးသွားခန္ဓာနဲ့ပတ်သက်ပြီးတော့မှအလားအလာကောင်းတွေအများကြီးရှိပါတယ်။ဒီအလားအလာကောင်းတွေကိုဖြစ်ဖို့လို့အတွက်ကိုအစိုးရဘက်ကကူညီရမှာလည်းရှိတယ်လို့နောက်ပြည်သူလူထုဘက်ကလိုက်နာဆောင်ရွက်ရမှာလည်းရှိပါတယ်။အဲပြီးလို့ရှိရင်လုပ်ငန်းရှင်တွေနဲ့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှအဲကျမတို့မြန်မာခီးသွားခန္ဓာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့တွေလည်းအများကြီးရှိပါတယ်ရှင့်။အဲကျွန် ျမတနစ်ခွဲတာဝန်ယူတော့ကလည်းတာဝန်ထမ်းဆောင်ခဲ့တော့ကလည်းကျမတတ်နိုင်သမျှစူးစမ်းခဲ့ပါတယ်အဲဆိုလို့ရှိရင်အဲဟိုပေါ့ရှင်အဲ Thai မှာဆိုလို့ရှိရင် TAT ဆိုတာရှိတာပေါ့နော်ဆိုလို့ရှိရင်အဲ Tourism Authority of Thai ဆိုတာရှိတယ်ကျမတို့လည်းအဲ့လိုပဲပေါ့နော် Myanmar Tourism Authority MTA ဆိုပြီးတော့မှ uh, MTB ပေါ့เนาะမြန်မာ Tourism Board ဆိုပြီးတော့มาဒါမျိုးများဖွဲ့ရမလားမြန်မာ Tourism Authority ဖွဲ့ပြီးတော့มาပြီးလို့ရှင်သူတို့มาရန်ပုံငွေလည်းရှိပါတယ်เนาะရန်ပုံငွေမြန်မာ Tourism Fund ဆိုပြီးတော့มาလीအဲဒါမျိုးတွေလောက်ရမလားအဲ့လိုလောက်ပြီးတော့มาကျမတို့ကအာကျမတို့ကဘယ်သူနဲ့ချိတ်ဆက်ရမလဲဆိုရင်ရှေးဟောင်းရှေးဟောင်းအတုတေသနာဌာနပေါ့เนาะသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာရှိတဲ့ ဒီကျွန်မတို့မန္တလေးဆိုရင်ကျွန်မတို့မြမမင်းဆက်နောက်ဆုံးနေခဲ့တဲ့နောက်ဆုံးမင်းဆက်နေခဲ့တဲ့မြို့ဖြစ်တယ်။နောက်ကျုံလဲလှပဆိုတာရှိသေးတယ်ပေါ့နော်။ဒါတွေပြုပြင်ထိမ့်သိမ့်ပြီးတော့နန်းတော်တွေပြုပြင်ထိမ့်သိမ့်ပြီးတော့မှဒီ tourist တွေပေါ့နော်။နိုင်ငံတကာခီးသွားတွေကြက်ပြန်မကြစီကားဖို့ဆိုလို့ရှိရင်ကျွန်မတို့လောက်ဆရာတွေအများကြီးရှိပါသေးတယ်ရှင့်။အဲ့အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ဒီမြန်မာခီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဟာပေါ့နော်နိုင်ငံတကာနဲ့လည်းပူးပေါင်းဆောင်ရွက်တာတွေတော့ပြည်တွင်း ပြည်တွင်းမှာလည်းပြည်တွင်းဟို NGO တွေပေါ့နော် NGO တွေဆိုတာဒါတစ်ပင် site တဲ့ဒါတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတဲ့ NGO တွေရှိပါတယ်ရှင်ဒါလူမှုအဖွဲ့အစည်းတွေအမိုက်ကောက်တဲ့တစ်ပင် site တဲ့ပြီးရင်တဘာဝပတ်ဝန်းကျင်တန့်ရှင်းအောင်လုပ်တယ်ပေါ့နော်စသဖြင့်အဲဒါလေးတွေရှိပါတယ်ရှင်ဒါတွေအကုန်လုံးကျမတို့ပြည်သူလူထုနဲ့တကွာပြည်သူလူထုကနေဖွဲ့စည်းထားတဲ့လူမှုအဖွဲ့အစည်းတွေအဲပြီးလို့ရှင်ကျမတို့တိုးကုမ္ပဏီတွေပြီးလို့ရှင် ဒီ etiquette ရောင်းတဲ့ agent နေလေချောင်းလိုင်းနေဟိုတယ်ဟိုတယ်လုပ်ငန်းရှင်နေစသဖြင့်ပေါ့နော်အဲ့ဒါနဲ့အစိုးရနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်ပြီးတော့မှဒေသခံပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှကျမတို့မြမခီးသွားကဏ္ဍအဖွဲ့မျိုးတိုးတက်ရေးကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားရင်းနဲ့ကျမရဲ့တင်ဆက်မှုလေးကိုနှီးကုံချုပ်အပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်